အပိုင်း1094ရဲ့ဆောင်းမှာတော့လူဖီတို့ကိုဂူမာရဲ့ကိုပွားဖြစ်တဲ့ Pacific Star ကလိုက်ပြီးတိုက်ခိုက်နေပါ ರೀ အဲဒီနောက်သူတို့ကပြင်းနေရင်လူဖီကပိုနီကိုဂူမာကမင်းရဲ့ဖေဆရာတကယ်လာလို့မိလိုက်တော့ပိုနီကလည်းသူမကဘာလို့လိန်ရမှာလဲလို့ပြောလိုက်ပါ ರೀ ဒါကိုကြတော့ချောပါကဒါကြောင့်မင်းကဘေကာဘန်ကိုလာတွေ့ရလာလို့မိလိုက်တယ်ပါ ರೀ အဲဒီအချိန် Pacific Star ရဲ့တိုက်ခိုက်မှုကြောင့်အစာဦးရဲ့ထိတ်ကဂိမ်းဆက်ကြီးကပြုတ်ကျလာပါ ರೀ ဒါကြောင့်မလို့ဂျင်ဘီကဒါကိုတားလိုက်ပြီး Pacific Star ဘက်ကိုပြန်ပြီးပြစ်လိုက်ပါ ರೀ ဒါကိုမြင်တော့ဘိုနီကဘာလုပ်တာလဲလို့ပြောလိုက်ပေးမယ်။ဂျမေကတော့စိတ်မပူဖို့အတွက်ပြောလိုက်ပြီးဒါကသူတို့အတွက်အချိန်ရအောင်တတ်တတ်ပဲလို့ပြောကထွက်ပြေးကြပေးမယ်။ဘိုနီကတော့ရက်ပြီးကြံနေခဲ့ပါရီ။အဲ့ဒီအချိန်မှာပဲ Pacific Star ကတော့သူ့ရဲ့ရှိကအတားစီကိုဖျက်ဆီးပြစ်ကဆက်လိုက်လာပါရီ။ဒါကိုမြင်တော့လူဖီကဘိုနီကိုစိတ်ပူသွားပြီးသူမကိုလမ်းဆွဲလိုက်ပါရီ။ဒါကြောင့်မလို့ဘိုနီကဘာလုပ်တာလဲလို့မိလိုက်တော့လူဖီကဘိုနီကိုအားလိုက်တာလို့ပြောပြီးတဲပြေးလာခဲ့ပါရီ။ Pacific Star ကလည်း3ရဲ့နောက်ကနေစတိုက်ကိုလိုက်လာနေပြီးလူဖီတို့ကလည်းပြင်းပြင်းနဲ့ပဲလမ်းဆုံရောက်သွားပါရီ။ ။ဒါကိုမြင်တော့ဂျေမီကဘိုနီကိုတောင်းပန်လိုက်ပြီး "तू ဟာစိတ်မကောင်းမိမယ်။ပြန်တိုက်မရတော့မယ်"လို့ပြောလိုက်ပါရီ။ဒါကိုကြားတော့ဘိုနီကလန့်သွားပြီးတော့ဘာလို့မလုပ်လဲလို့မေးလိုက်ပါရီ။အဲဒီနောက်မှာတော့လူဖီကလည်းဘိုနီကိုမျက်စိခဏမှိတ်ထားဖို့အတွက်ပြောပါရီ။အားလုံးကသူမရဲ့ဖေကိုတိုက်ခိုက်ဖို့လုပ်နေကြအောင်ဘိုနီတရားဝန်းနေနေပြီးသူမကလူဖီတို့ကိုပုံစံပြောင်းပြစ်လိုက်ပါရီ။ဒါကြောင့်အားလုံးကလန့်သွားချိန်ပစိဖိတ်စတာကလည်းသူတို့နောက်ကိုရောက်လာပြီးတိုက်ခိုက်ဖို့လုပ်ပါရီ။ဒါကြောင့်ဂျေမီကတော့ဒီတစ်ခါမှာတော့မာလကီရပြီလို့တွက်နေချိန်မှာပဲပစိဖိတ်စတာကရက်သွားပြီးတော့ပြန်ထွက်သွားပါသေး ဂျေမီကဘာဖြစ်တာလဲလို့တွေးပြီးအံ့ဩနေချိန်တစ်ဖက်မှာချောပါကတော့သူ့ရဲ့ခြေထောက်တွေလိုအော်နေပါသည်ဂျေမီကလည်းကြည့်လိုက်တော့ချောပါရောလူဖီကပါအသက်ကြီးနေတာကိုမြင်ပြီးဂျေမီကလန်သွားခဲ့ပါသည်ချောပါကတော့ဂျေမီကိုခမည်းကလည်းခလေးလေးပဲလို့ပြန်ပြောလိုက်ပါသည်အဲ့ဒီခါမှာဂျေမီကလည်းသူကခလေးပြန်ဖြစ်နေရတာကိုသတိထားမိသွားခဲ့ပြီးဒါကြောင့် Pacific Star ကသူ့ကိုမမတ်မိတော့တာကိုသတိထားမိသွားပါသည်ဒါကြောင့်မလို့ဂျင်မီကဝမ်းသာသွားပြီးအားလုံးကိုထပ်ပြီးထွက်ပြေးကြမယ်လို့ပြောလိုက်တော့လူဖီကပြေးဖို့လုပ်ပေမဲ့သူကအဖိုးကြီးဖြစ်နေခဲ့ပါတယ်။ဒါကြောင့်မလို့ခါးနာနေပါတယ်။ အဲဒါကြောင့်လူဖီကအနောက်ကိုဆုံးမိသွားခဲ့ပြီးနေရန်ကိုမိလိုက်ပေမဲ့သူကနေရန်ထဲကိုဝင်သွားပြီးတော့တစ်ဖက်ကိုလဲကျသွားကအော်ဟင်းနေပါရီဒါကိုမြင်တော့အားလုံးကလည်းအံ့ဩနေချင်းတစ်ဖက်မှာလည်း Pacific Star လူဖီတို့ကိုလိုက်ရှာနေပါရီအဲဒီအချိန်လူဖီတို့ကတော့နေရန်ရဲ့တစ်ဖက်ကိုရောက်နေပြီးလူဖီကဘုံနီကိုဂူမာကသူမရဲ့အဖေဆိုတာကိုသိပေမဲ့ဂူမာအစ်မဟုတ်တဲ့သူ့ကိုတော့တိုက်ခိုက်ခွင့်မပေးတာကအတော်လေးကိုဆိုးတယ်လို့ပြောလိုက်ပါရီဒါကိုကြတော့ဘုံနီကငြိမ်နေပြီးလူဖီကတော့ဘုံနီကိုသူ့ကိုအတန်းငယ်ငယ်ပုံစံပြောင်းလိုက်လေရတာပဲလို့ပြောကအပြစ်တင်နေပါရီ ဒါကိုကြတော့ချော်ပါကလူဖီကိုတော်တော်လို့ပြောလိုက်ပြီးဘိုနီကိုလည်းတောင်းပန်နေပါရီချော်ပါကဘိုနီကိုသူတို့ကပစိဖိတ်စတာနဲ့တွေ့ဘူးထားလို့ပါလို့ပြောပြလိုက်ပါရီတဖက်မှာလည်းဂျေမီကအသက်ပြင်းချလိုက်ပြီးဘိုနီပုံစံကိုကြည့်ကစိတ်မကောင်းဖြစ်နေတာပါဂျေမီကပုံတူပွားထားတဲ့သူတွေမှာလည်းမိသားစုဆိုတာကရှိတယ်လို့ပြောလိုက်ပါရီအဲဒီချိန်ဘိုနီကတော့ထားသွားပြီးတော့အပြက်စီးတွေကြားတယ်ဟိုရှာတီရှာလောက်ပါရီအဲဒီနောက်မှာတော့ဂျေမီကသူကကူမားကိုစားတီတော့ကကူမားကဆိုဘတ်တိုင်းမီရဲ့ဘီရင်ဖြစ်ပြီးသူ့ကိုမင်းဆိုမင်းညစ်လို့အားလုံးကသတ်မှတ်ထားကြတာလို့ပြောလိုက်ပါရီ အဲဒီနောက်မှာတော့ဂူမာဟာဒိုင်းမီကနေနေထုတ်ခံလိုက်ရပြီးတော်လန်အီးတဲကိုပါသွားခဲ့တယ်လို့ဂျင်မီကပြောပြသွားတယ်။ပြီးတော့ဂူမာကရေတက်ရဲ့ဖန်ဆီးခြင်းကိုခံရပြီးတသက်တကျွန်းချခဲ့တယ်လို့လည်းပြောပြသွားတယ်။ဒါပေမဲ့သူ့ရဲ့ထူးခြားတဲ့စွမ်းရည်ကြောင့်ဒေါက်တာဘေဂါဘန်ကသူ့ကိုတရီထားမိပြီးစစ်ဗီယန်ခုနှစ်ပါးတဲကိုပြန်ထည့်ပေးလိုက်ပါတယ်။ဒါပေမဲ့အလဲလဲနေတဲ့ဂူမာဟာစမ်းသက်ခံဖြစ်လာပြီးခရမယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့ဘူနီကငြိမ်နေခဲ့ပါတယ်။အဲဒီအချိန်ဂျင်မီကမင်းဆိုးမင်းညစ်ဂူမာကဘာလို့ဒီလိုပြစ်ဒဏ်ကိုခံကြရတာလဲဆိုတာကိုသိချင်နေတယ်လို့ပြောနေချိန် ဘွန်နီကသူမရှာတွေ့ထားတဲ့အလင်းနာနဲ့ဂျင်မီတို့ကိုတိုက်ခိုက်လိုက်တာကြောင့်အားလုံးကအမြန်ရှောင်ပစ်လိုက်ပါရီပြီးတော့ဘွန်နီကသူမရဲ့ဖေကမင်းစိုးမင်းညစ်မဟုတ်ဘူးလို့ပြောလိုက်ပြီးသူကအစိုးရကိုမကြိုက်ရုံပဲလို့ပြောလိုက်ပါရီဒါပြင်ဘွန်နီကသူမရဲ့ဖေကဒီလိုတွေဖြစ်လာမယ်သိလို့ရှိရင်အစမ်းသက်ခံဖြစ်လာဖို့သဘောတူမှာမဟုတ်ဘူးလို့ပြောလိုက်ကဒါကအတင်းချက်ခိုင်းစေခံရတာပဲလို့ပြောလိုက်ပါရီတဖက်မှာတော့လူဖီတို့ကဘွန်နီရဲ့အလင်းထားကိုသဘောကျနေပြီးချော်ပါကတော့သူတို့ကိုအခုပြန်ပြောင်းပြီးတော့လို့ပြောပါရီ ဘူနီကဒါကဒေါက်တာဘက်ကပန့်ရဲ့မောင်မြင်းနဲ့ဖြစ်စရေးကိုစွန့်ပစ်တဲ့နေရာပဲလို့ပြောလိုက်ပြီးဒီကလက်နက်တွေကိုသူမတို့အနေနဲ့သုံးလို့ရတယ်လို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့သူမတို့အားလုံးကပုံမှန်အရွယ်စားကိုပြန်ပြောင်းသွားပါတယ်။အဲဒီနောက်ဘူနီကသူမရဲ့အဖေကသူမကိုသူဟာအမျိုးသားမတူတဲ့လူမျိုးစုကဖြစ်တယ်လို့ပြောခဲ့ပူကြောင်ပြောပြပါတယ်။ဒါပေမဲ့ဒါနဲ့ပဲသူကစမ်းသပ်ခံပစ္စည်းဖြစ်ရမယ်လို့ဆိုလိုတာမဟုတ်ဘူးလို့ပြောကဘိုနီကပောက်ကွေးနေခဲ့ပြီးလူဗီကလည်းဒါကိုထောက်ခံပါရီဒါပြင်ဂျင်မီကလည်းဘိုနီကိုကြည့်ကစိတ်မကောင်းဖြစ်နေပါရီအဲဒီနောက်ဂျင်မီကဘိုနီကိုသူ့ကိုလည်းပုံစံပြန်ပြောင်းပေးဖို့ပြောပါရီ တဖက်မှာလည်းလီလစ်ကဖရန်ကီတို့ကိုရေထဲကနေခေါ်ဖို့အတွက်သူမရဲ့စက်ရုပ်ကြီးကိုတောင်းလိုက်ပါတယ်။စက်ရုပ်ကြီးကဆန်နီကိုမှာယူလိုက်ပြီးလေးဘောကိုစတင်ပြန်တန်းလိုက်ပါတယ်။ဒါကိုမြင်တော့ဆက်ပစ္စည်းတွေနဲ့တီထင်ရတာကိုအယံဝါသနာပါတဲ့ဖရန်ကီကတော့သဘောကျနေပါတယ်။အဲဒီနောက်သူတို့ကတဖက်ကိုကြည့်လိုက်ပြီးဒေါက်တာဘေဂါပန်ကျွမ်းလာလို့ပြလိုက်ပါတယ်။ဒါကိုကြတော့လီလစ်ကခေါင်းငိမ့်ပြလိုက်ပါတယ်။အဲဒီနောက်မှာတော့သူမကအခက်ကျုံမော်ကနေပြီးတော့ဖျက်ပြန်လာခဲ့ပြီးအလုံးကတော့အောက်ဖက်ကခင်မီစမ်းတဲ့မြို့ကိုကြည်ကသဘောကျနေတာပါ။ဖရန်ကီကတော့သူတို့ကိုတေးလာတဲ့ဆက်ရုပ်ကဘယ်လိုပြန်တန်းနေရလဲဆိုတာကိုသိချင်နေပါတယ်။ ဒါကြောင့်မလို့ဒီ list ကဒွန်းကန်အားကိုသုံးပြီးပြန်တန်းနေတာဖြစ်တယ်လို့ပြောလိုက်ပြီးဒီနေ့ကျရင်ဂျိုးမော့ကယာသီဥရုသုံးမျိုးဟာတကဘာလုံးမှာဖြစ်လာလိမ့်မယ်လို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့ဒီ list ကအမြင့်ကြီးပြန်တန်းတော့မယ်လို့ပြောလိုက်တယ်။သူတို့ကမျိုးရဲရှောက်သွားနေတဲ့ဆက်ရုပ်ကြီးတွေနဲ့အကောင့်ကြီးတွေကိုလည်းကြည့်နေပါတယ်။ဒါပြင်လေးပေါ်ပြန်တန်းနေတဲ့ငါးရီကိုလည်းအံ့ဩနေပြီး Frankie ကဒါကအနာဂတ်ရဲ့မျိုးတော်လားလို့လည်းမေးလိုက်ပါတယ်။အဲဒီအချိန်မှာတော့လီလီကဟုတ်တယ်လို့ပြန်ဖြေပါတယ်။ အဲ့ဒီနောက်မှာတော့လီလစ်ကစက်ယုံရဲ့အပေါ်ဆုံးမှာဘေဂါပန်နဲ့သူ့ရဲ့အရေးကြီးတဲ့အဖွဲ့သားတွေနေတာဖြစ်ပြီးအောက်ဘက်မှာတော့အလုသမားတွေနဲ့သူ့သေသနာပညာရှင်တွေနေတယ်လို့ပြောလိုက်ပါတယ်။ပြီးတော့လီလစ်ကမင်းတို့ရဲ့ခေါင်းဆောင်ကအဲ့ဒီနေရာမှာသွားချုံနေတယ်လို့ပြောလိုက်တော့ရော်ဘင်ကလူဖီဘာမှမဖြစ်ရင်ပြီးတာပါပဲလို့ပြောလိုက်ပါတယ်။အဲ့တော့သူတို့ကအပေါ်ဆုံးကိုရောက်လာခဲ့ပြီးဖရန်ကီကတော့ဘာတွေထပ်တွေ့ရမလဲဆိုတာကိုစိတ်လှုပ်ရှားနေပါသည်။အဲ့ဒီအချိန်ဖရန်ကီကဇိုရိုနဲ့ဘရုတ်တို့ကိုအခုထိတင်းမောပေါ်မှာပဲရှိနေသေးတာကိုမြင်သွားပြီးလိုက်မလာဘူးလားလို့မိလိုက်တော့ဘရုတ်ကသူကတင်းမောဆောင်ရင်ချန်ခဲ့မယ်လို့ပြောလိုက်ပါသည်။ ဒါကိုကြတော့နာမီကသူတို့ကိုဒါကအနာခက်ကျွန်တော်လို့ပြောလိုက်ပြီးလိုက်မလာလို့အစင်ပြေလာလို့မိလိုက်ပါရီနာမီရဲ့စကားကိုကြတော့ဇိုရိုကလီလစ်ကိုမယုံလို့လို့ပြောပြလိုက်ပါရီဒါကိုကြတော့လီလစ်တယောက်တော့ပွားသွားပြီးတော့ဆန်ဂျီကတော့လီလစ်ကိုဇိုရိုရဲ့စကားကိုစိတ်ထဲမှာထားဖို့အတွက်ဩပြောလိုက်ပါရီအဲ့နောက်မှာတော့မြေပြင်မှာထူးခြားနေတာကိုဆန်ဂျီကအံ့ဩသွားခဲ့ပြီးဥဆုပ်ကလည်းစမ်းသပ်ကြည့်ပါရီအဲ့ဒီချိန်မြေပြင်က Sky Island မှာတော့လို့ဖြစ်နေတာကိုမြင်ရတော့အားလုံးပျော်သွားပါရီ သူတို့ကထားခုံနေပြီးစံကြီးကတော့ဒါကဘေကာပန်းရဲ့လက်ရပဲလာလို့မိလိုက်တော့လီလစ်ကလည်းဟုတ်တယ်လို့ပြန်ဖြေလိုက်ပြီးဒီတိန်တွေကိုဘယ်လိုဖန်တီးထားလဲဆိုတာကိုရှင်းပြခဲ့ပါရီအိမ်နောက်မှာတော့လီလစ်ကဓာခွဲခန်းထဲကိုဝင်နေအပေါဝါကိုပြလိုက်ပြီးဖရန်ကီကတော့သဘောကျနေပါရီလီလစ်ကတော့အထဲကိုမဝင်ခင်မှာအရင်ဆုံးဝစ်ဆောင်လေးကိုပြောလိုက်ပြီးအဝစ်လေးခန်းတွေကိုပြလိုက်ပါရီဒါကြောင့်အားလုံးကစိတ်လို့ရှားနေပြီးတော့ဝင်သွားဖို့လုပ်နေချိန်စံကြီးကမိန်ကလေးတွေနောက်ကိုလိုက်သွားတာကြောင့်ဥဆုပ်ကတားလိုက်ရပါရီ ဒါပေမဲ့ဆန်ဂျီကတော့သူက Robin နဲ့ Nami ကိုစိတ်မချလို့လိုက်မသွားရဘူးလို့ပြောလိုက်ပြီးဒီလိုမသိတဲ့နေရာမှာ main ကလေးတွေကြီးမထားနိုင်ဘူးလို့လည်းပြောလိုက်ပါတယ်။ဒါကိုကြားတော့ Nami ကပြန်လှည့်လာပြီးတော့ဆန်ဂျီကိုလက်သီးတစ်ချက်ကျွေးပြလိုက်ကနေငားမှာငတ်တုံးပဲဝေးဝေးကိုသွားစမ်းမှလို့မောင်းထုတ်လိုက်ပါတယ်။အထဲကိုရောက်တော့သူမတို့ကထူးခြားတဲ့ပုံစံတွေကိုတွေးလိုက်ပြီးစက်ကတော့အဝေးလဲဖို့ခလုတ်တွေကိုနှိပ်လိုက်ရုံနဲ့ပဲလို့ပြောလိုက်ပါတယ်။သူမတို့ကခလုတ်တွေကိုနှိပ်လိုက်တော့စက်တီကရွေလျားလာပြီးအင်ဂျီတွေကိုလည်းပေးခဲ့ပါတယ်။ Nami ကသူမရဲ့ဖနှက်အစ်စ်ကိုစီးကြည့်ပြီးဒါကလေးမဲ့လို့ထင်ထားပေမဲ့အတော်လေးကိုပေါ့နေခဲ့ပါတယ်။ ။နာမီကသူမရဲ့ဝတ်စုံကိုကြည့်ကာချစ်စရာလေးလို့ပြောလိုက်ပြီးရောဘင်ကိုလည်းအရန်မိုက်နေတယ်လို့ပြောလိုက်ပါရီ။အဲဒီနောက်သူတို့ကအပြင်ကိုထွက်လာကြပြီးတော့ဝတ်စုံအစ်တီကိုခြေနဲ့နေချင်းစန်ကြီးကတော့သူ့ရဲ့အင်ကြီးကဘလို့ပဲကြည့်ကြည့်ဂန်းချီဝတ်တဲ့ဝတ်စုံကြီးပဲလို့ပြောလိုက်ပါရီ။ဒါပေမဲ့သူကအရန်လာနေတဲ့နာမီတို့ကိုကြည့်ကာခြေနဲ့နေပြီးလီလီစ်ကတော့သူတို့ကိုအထဲခေါ်သွားပါရီ။ဒါပေမဲ့သူမကတကားကိုဒီတိုင်းဖြတ်ဝင်သွားတာကြောင့်အားလုံးကကြောင်နေချင်း လီလစ်ကိုအက်ဒီဇင်ကသူ့စီကိုလာခဲ့ဖို့အတွက်ပြောလိုက်ပါရီအိမ်နောက်ဆန်ကြီးတို့ကလိုက်ဝင်လာခဲ့ပြီးဥဆုပ်ကတကားကိုပြန်ထိကြည့်လိုက်တော့တကားကသူတို့ဝင်လာတော့ကလည်းမဟုတ်ဘဲတန်တကားဖြစ်နေရအောင်သိရှိသွားပါရီအဲ့ဒီအချိန်မှာလီလစ်ကတော့မရှိတော့ပါဘူးခဏကြာတော့အက်ဒီဇင်ရဲ့အတန်ကပေါ်လာပြီးသူကလမ်းညွန်ပေးမယ်လို့ပြောလိုက်ကသွားရမယ့်နေရာကိုညွှန်ပေးနေပါရီအိမ်နောက်အခန်းတစ်ခုထဲကိုရောက်သွားတော့အက်ဒီဇင်ကအခန်းတကားတစ်ခုကိုဖွင့်ပေးလိုက်ပါရီအထင်းမှာတော့ဂျင်မီပေါ့ဆာလေးရှိနေပြီးသူကနာမီကိုတိုက်ခိုက်လိုက်ကဇလန်လေးကလည်းဒီမာရီမဲတခန်းရက်လို့သွားခဲ့ပြန်ပါရီခင်ဗျာ အပိုင်း1095ရဲ့အစမှာတော့ Frankie တို့ကဂျေမီပေါက်စာလေးကိုကြည့်ကအံ့ဩနေပါတယ်။အဲဒီအချိန်ဂျေမီရဲ့ကိုပွားဖြစ်တဲ့ Sarah Frame ကတော့ Frankie တို့ကိုသူ့ရဲ့လက်ကလေစာနဲ့ပြစ်လိုက်ပါတယ်။ယုဒီရဲ့အခြေအနေဖြစ်နေလို့ Frankie တို့အားလုံးလည်းဘာမှတော့ပြတ်မလုံနိုင်ပဲတွင်းထွက်သွားခဲ့ကြပါတယ်။ဒါကြောင့်ဥဆုပ်ကသူတို့ထောင်ချောက်ဆင်ခံလိုက်ရပြီလို့ပြောလိုက်ပြီးအစိုးရကသူတို့ကိုမကြိုးစားလောက်ဘူးလို့ထင်ထားသားပဲလို့ဆိုလိုက်ပါရီ။နာမီကလည်းအခုထိအေးအေးဆေးဆေးရောက်လာတာကိုအံ့ဩနေတယ်လို့ပြောလိုက်ပြီးစိတ်ဆိုးနေပါရီ။အဲဒီအချိန်မှာတော့သူတို့နောက်ကဆာရာဖရင်ကိုကြည့်ပြီးသူကဂျင်မီပေါက်စာလေးရလို့ပြောနေချိန်ဥဆုပ်ကတော့နာမီကို ူပုံစံကြောင့်လှည့်စားမခံနိုင်လို့ပြောလိုက်ပါလိ။အဲဒီနောက်နာမီကအကောင်လေးကိုဂျေမီလို့ခေါ်လိုက်ပေမဲ့ဘာမှမထူးခြားလာတာကြောင့်ရော်ဘင်ကနာမီကိုအကောင်လေးကနာမည်ပေါ်မှာတုံ့ပြန်မှုမရှိဘူးလို့ပြောလိုက်ပါလိ။ဒါကိုကြားတော့နာမီကသူ့ရဲ့ထုတ်ကိုအသိမြင်ထားလိုက်ပြီးတိုက်ခိုက်ဖို့လုပ်ပေမဲ့သူမကရက်လိုက်ပြီးတော့ဂျေမီရဲ့ပုံစံကသူမရဲ့စိတ်ကိုဝေဝါးစေတယ်လို့ပြောလိုက်ကရက်နေပါလိ။ဒါကိုမြင်တော့ဇူးစ်ကနာမီကိုတိုက်မာလာလို့မိလိုက်ပြီးဇူးစ်ကနာမီကတော့ခဏနေဖို့အတွက်ပြောလိုက်ပါလိ။အဲ့ဒီချိန်တစ်ဖက်မှာတော့ဆာရာဖရင်ကစတင်လှောက်ရှာလာပြီးသူကဂျမ်းမြင့်ကိုရေးအဖြစ်ပြောင်းကနာမီတို့စီကိုကူးခတ်လာနေပါသေး ဒါကိုပြင်တော့နာမီတယောက်လန့်သွားပြီးတော့ဦးစုပ်တို့ကလည်းသူကပါလေစွမ်းအားရှင်လားလို့ပြောလိုက်ကနာမီကိုလည်းပြေးဖို့ပြောပါရီခဏကြာတော့ရှက်ကနာမီရဲ့နားမှာပေါ်လာခဲ့ပြီးသူကနာမီကိုတိုက်ခိုက်လိုက်တာကြောင့်နာမီရဲ့ထုတ်ကလွင်ထွက်သွားပါရီပြီးတော့အက်ရှက်ကနာမီကိုဖမ်းထားလိုက်တာကြောင့်အားလုံးကလည်းလန့်သွားပြီးနာမီကဂျင်မေလို့ခေါ်နေပါရီဦးစုပ်ကတော့အက်ရှက်ကိုနာမီကိုလှုပ်ပေးဖို့အတွက်ပြောလိုက်ပါရီဒါပေမဲ့အက်ရှက်ကတော့သူ့ရဲ့လောက်ကိုသာဆက်လုံနေပါရီဒါကိုမြင်တော့ဆန်ကြီးကစိတ်တူသွားပြီးသူ့ရဲ့ခြေထောက်ကိုအသေးမြင်ကအက်ရှက်ကိုမင်းကဂျင်မေဖြစ်နေအောင်မလောက်ရောက်မှာပဲလို့ပြောပါပြီးကန်လိုက်ပါရီ ။ဒါကြောင့်မလို့ Ashley လည်းလွင်ထွက်သွားပြီးတော့နာမီကလေးတို့သွားခဲ့ပါရီ။ Usup ကတော့နာမီကိုအဆင်ပြေလာလို့မိနေချိန် Robin ကလည်း Sanji ရဲ့စကားကိုထောက်ခံလိုက်ပြီးသူတို့ပြောတာမှန်နေ။မင်းရဲ့လုပ်ရက်ကခွင့်လွှတ်ပေးလို့မရဘူးလို့ပြောလိုက်ပါရီ။ပြီးတော့ Robin ကလည်းသူမရဲ့အစွမ်းကိုထုတ်သုံးလိုက်ပါရီ။တဖက်မှာတော့ Edison ကဒါကိုကွန်ပျူတာကနေတဆင့်ကြည့်နေခဲ့ပြီးမိမကြီးကြီးတယောက်ပေါ်လာတယ်လို့ပြောလိုက်တော့ Pythagoras ကလည်းလာကြည့်ပြီးဒါကကြုံနှောင်းကြုံငဲပဲလို့ပြောလိုက်ပါရီ။အဲ့ဒီချိန် Robin ကသူမရဲ့လက်တွေနဲ့ F-shot ကိုတိုက်ခိုက်ဖို့လုပ်ခဲ့ပါရီ။ဒါပေမဲ့ F-shot ကလည်းပြန်ပြီးတော့ကာကွယ်နေပါရီ။ ါကိုမြင်တော့ဦးစိုးပြုတ်ကအံ့ဩနေပြီသူကလေထဲကရေကိုတုံးကကာနေဒါပဲလို့ပြောလိုက်ပါရီအဲ့နောက်မှာတော့ F ချက်က Robin အနားကိုရောက်လာပြီး Robin ကိုတိုက်ခိုက်ဖို့လုပ်ပါရီဒါကိုမြင်တော့ Robin ကလည်းပဲလန်သွားပြီးတော့ Usopp က Robin ကိုရှောင်လိုက်ဖို့အတွက်ပြောလိုက်ပြီးသူကတိုက်ခိုက်ဖို့အတွက်လုပ်လိုက်ပါရီအဲ့ဒီအချိန်မှာတော့ Usopp က F ချက်ကဂျင်းမေမဟုတ်မှန်းသိတာတော့သူတို့ကတိုက်ခိုက်ဖို့ကိုတွန့်နေတယ်လို့ပြောလိုက်တယ် Frankie ကတော့ Usopp ကိုထိသွားလာလို့မိလိုက်တော့ Usopp ကထိသွားတယ်ထင်တယ်လို့ပြောလိုက်ပါရီဒါပေမဲ့မိကိုတွေကပြေသွားတော့ F ချက်ကနေရာမှာမရှိတော့ပါဘူး ဒါကိုမြင်တော့သူတို့ကလန့်သွားပြီးတော့ဘယ်ရောက်သွားတာလဲလို့အော်ဟစ်နေပါ ड़ी အဲ့ချိန်အက်ရှက်ကတော့ဦးစုပ်ရဲ့နောက်ကနေပြန်ပေါ်လာပြီးဦးစုပ်ကိုဖမ်းထားလိုက်ပါ ड़ी ဒါကြောင့်ဦးစုပ်ကသူ့ကိုလွတ်ဖို့အတွက်ပြောပါ ड़ी ဒါကိုမြင်တော့ဆန်ကြီးကဝင်လာပြီးမဲ့ဖရန်ကီကဆန်ကြီးကိုဒါကိုသူကင်တွေလိုက်မယ်လို့ပြောလိုက်ပါ ड़ी ပြီးတော့ဖရန်ကီကလေစာနဲ့ပြစ်ဖို့ပြင်နေပြီးဦးစုပ်ကိုငိန်ငိန်နေဖို့အတွက်ပြောလိုက်ပါ ड़ी အဲ့ဒီအချိန်မှာပဲဦးစုပ်ကရှက်ကိုသူ့ကိုလွတ်ပေးဖို့အတွက်အော်ဟစ်နေရကြအောင်ဖရန်ကီကထပ်ပြီးတော့ငိန်ငိန်နေဖို့အတွက်ပြောလိုက်ပါ ड़ी ဒါကိုမြင်တော့အဒီစင်ကလည်းဖရန်ကီရဲ့စွမ်းကိုလန်သွားပြီး F ရှက်ကိုအမြန်ရှောင်လိုက်ဖို့အတွက်ပြောပါ ड़ी ။ဒါကြောင့်မလို့ F ရှာကလည်းရှောင်ပစ်လိုက်ပြီးတော့ Usopp ကတော့ F ရှာရဲ့ဖမ်းဆီးမှုကနေလွတ်သွားခဲ့ပါရီ။တဖက်မှာလည်း Edison က Frankie ကိုကြည့်ပြီး "तू ကလေစာလေးနှန်းကိုတုံးနိုင်တာပဲ။ပြီးတော့ဒါကလည်းစွမ်းအမြင့်တယ်လို့ပြောလိုက်ပြီး"ကံကောင်းလို့တီတီလေးပဲ"လို့ပြောနေကြတာပါ။တဖက်မှာလည်း Frankie က F ရှာက "तू ရဲ့တိုက်ခိုက်မှုကိုရှောင်ပစ်လိုက်လို့မကျေနပ်နေပါရီ။"အဲဒီအချိန်မှာတော့ Usopp ကတပ်ပြင်းနေချနေပြီး "तू ကတည်တော့မယ်တော့ထင်နေကြတာ"လို့ဆိုလိုက်ပါရီ။ အဲ့ဒီအချိန် F ရှက်ကလည်းအနောက်ကနေပြန်ပေါ်လာခဲ့ပြီးဒါကြောင့်မလို့ Usopp ကလန့်သွားချိန်ဆန်ကြီးကတော့သူကဘာတန်ရမှမရှိဘူးဆိုတာမဖြစ်နိုင်ဘူးလို့ပြောလိုက်ပြီးတော့ Robin ကလည်းဒါကပုံနူတက်တက်မဖြစ်နိုင်ဘူးလို့ဆိုလိုက်ပါတယ်အဲ့ဒီအချိန်နာမီကတော့ဒါကတော်လောက်ပြီလို့အဟင်လိုက်ပါတယ်ဒါကိုကြားတော့ Lilith ကလည်းနာမီကိုပါးစပ်ပိတ်ထားဖို့အတွက်ပြောလိုက်တယ်သူမရဲ့အတန်ကြောင့် Edison ကတော့လန့်ဖြန်သွားပါတယ် လီလီကတော့ဓမြတွေကိုဘာမှသနာစီရမလို့ဘူးလို့ပြောနေခဲ့ပြီးအဲဒီစင်ကတော့အက်ရှာကကလေးပဲရှိသေးတာကြောင့်လေစာနဲ့စမ်းသပ်ဖို့ကမဖြစ်နိုင်သေးဘူးလို့ပြောလိုက်တော့လီလီကလည်းထောက်ခံလိုက်ပြီးဆရာဖရင်တယောက်ကိုပတ်စံဘလောက်ကုန်းနဲ့ထင်တယ်လို့ပြောလိုက်ပါရီအဲဒီနောက်သူမကဒီနေရာကိုမင်းတို့ရဲ့အုပ်ကူဖြစ်အောင်လုပ်ပြမယ်လို့ပြောလိုက်ပြီးတော့အဲဒီစင်ကသူတို့အနေနဲ့အဲ့လောက်ထိလုံးဖို့မတွေးထားဘူးလို့လည်းပြောလိုက်ပါရီအဲ့နောက်သူကအကြံသေးတစ်ခုပေါ်လာတယ်လို့ပြောလိုက်ပြီးလီလီကိုအမြန်သွားဖို့အတွက်ပြောလိုက်ကဒီနေရာကိုသူမနဲ့ထားခဲ့ဖို့အတွက်ဆိုပါရီဒါပေမဲ့အကြောင်းသိနေတဲ့အဲဒီစင်ကတော့လီလီအစားပိုက်ဇာဂူရက်ကိုသာတာဝန်ပေးထားခဲ့ပါရီ ဒါကြောင့်မလို့လီလေးကတော့ထုံးစံတိုင်းတော့ပွားနေပါသေး။တစ်ဖက်မှာလည်းပိုက်တာဂိုရပ်စ်ကတော့တိုက်ပွဲရလက်မျိုးကကြုံရခဲ့တယ်လို့ဆိုတာစက်တိုက်မှတ်တမ်းယူနေပါသေး။ပြီးတော့အက်ဒီဆင်ကလည်းအလုံများလိုက်တာလို့ဆိုပြီးထွက်သွားခဲ့ပါသေး။အဲဒီနောက်မှာတော့ပိုက်တာဂိုရပ်စ်ကဆန်ကြီးရဲ့တိုက်ခိုက်မှုတွေကိုကြည့်ပြီးသူကရလက်တွေကိုစက်တိုက်ရည်နေခဲ့တာပါ။ပြီးတော့သူကထူးခြားတဲ့တိုက်ပွဲရလက်တွေကိုပါရည်ထားတယ်လို့ပြောလိုက်ပြီးစွပ်ပျော်နေပါသေး။ဒါပြင်ဆရာဖရီရဲ့ကြီးထွားမှုနှုန်းကလည်းတိုးလာတာနဲ့သူရဲ့တိုက်ခိုက်မှုတွေကလည်းပိုပြီးတော့ဒုတက်လာနေပါသေး။ ဒါပေမဲ့တော့ Pythagoras ကလည်းအရန်ကိုကျင်းနေနေပြီး F-shape ရဲ့နှလုံးခုန်တန်တွေကလည်းပိုတူးလာနေခဲ့ပါတယ်။အဲဒီအချိန်စန်ကြီးတို့ကတော့ F-shape ရဲ့လက်မှာအလူးလဲခံနေရပါတယ်။ဒါကိုကြည့်ကလီလေးတို့ကလည်း F-shape ကို Luffy တို့ကိုအသေးကံပြစ်ဖို့အတွက်ပြောနေခဲ့ပါတယ်။တစ်ဖက်မှာတော့ Edison ကသူ့ရဲ့အချိန်ဒီကိုစာရွက်ပေါ်မှာခြာရေးနေပါတယ်။အဲဒီအချိန်သူကဘိုက်စာလာနေပါတယ်။အဲ့ချိန်တစ်ဖက်မှာလေ Atlas ကတိုက်ခိုက်နေရင်သူမှာအာကုန်သွားပြီလို့ပြောရင်ပြည်လဲသွားပါတော့တယ်။နောက်တစ်ဖက်မှာတော့ Yoga 8ကောင်းနေခဲ့ပြီးခဏကြာတော့သူမကထလာခဲ့ကဘိုက်စားတယ်လို့ပြောလိုက်ပါတယ်။ အဲ့ဒီချိန်အဲ့ဒီစင်ကလေသူ့ရဲ့အကြံသစ်တွေကိုစတိုက်ချရေးနေပြီးသူကဆက်ရေးလေးလေးဘိုက်ပူစားလာလေးဖြစ်နေပါ ಡಿ ဒါပေမဲ့သူကအခုစားဖို့အချိန်မရှိသေးဘူးလို့ပြောလိုက်ပြီးယော့ကိုသူ့အတွက်စားပြီးဖို့အတွက်ပြောပါ ಡಿ ဒါကိုကြားတော့ယော့ကလည်းလက်ခံလိုက်ပြီးတော့သူမကမုံနေကိုစားပြစ်ခဲ့ပါ ಡಿ အများကြီးစားလိုက်ပြီးဖြစ်ပေမဲ့ယော့ကမလောက်သေးဘူးလို့ပြောလိုက်ပြီးထပ်ယူလာဖို့အတွက်ပြောပါ ಡಿ ဒါကိုကြားတော့အားလုံးကယော့အတွက်အစားအသောက်တွေကိုယူလာပေးပါ ಡಿ ခဏကြာမှတော့သူကဝါသွားခဲ့ပါ ಡಿ အဲ့ချိန်အဲ့ဒီစင်ကလေသူကလည်းဘိုက်စာနေတာအဆင်ပြေသွားခဲ့ပါပြီတဖက်မှာလည်းအဲ့ဒီစင်ကဘိုက်ဝါသွားပေမဲ့ဘိုက်နာလာခဲ့တာကြောင့်တိုင်ပတ်နေပါ ಡಿ ဒါကြောင့်မလို့ Pythagoras ကလည်းဒီလိုရေးကြည့်တဲ့အချိန်မှာဘိုင်းနာလာလို့စိတ်ညစ်နေပြီးသူက F ရဲ့ကြီးထွားမှုနှုန်းကိုမထိခိုက်စေချင်ဘူးလို့ဖြစ်နေခဲ့ပါတယ်။အဲဒီအချိန် Atlas ကလည်းပဲသူနဲ့တိုက်ခိုက်နေတဲ့တတ္တဝါကြီးကိုခဏနေဖို့အတွက်ပြောလိုက်ပြီးအဲဒီနောက်မှာတော့ယောဂသူ့ရဲ့ကိစ္စကိုသူကိုယ်တိုင်ဖြေရှင်းပေးလိုက်ပြီးသူမှပြန်ဤသွားခဲ့ပါတယ်။ဒါကြောင့်မလို့အားလုံးကလည်းအဆင်ပြေသွားပြီး Atlas ကတော့တတ္တဝါကြီးကိုသူ့ရဲ့အစာခြေလက်သီးနဲ့ထိုးပစ်လိုက်ပါတယ်။တစ်ဖက်မှာလည်းအဲဒီစင်ကသူ့ရဲ့စမ်းသပ်မှုကိုစတင်လှုပ်ဆောင်နေပါတယ်။ဒါပေမဲ့ Pythagoras ကိုရှာကာကစကားလမ်းပြောခဲ့ပါတယ်။ ပြီးတော့ဒီလောက်ဆိုရင်လုံလောက်ပြီမလားလို့ပြောလိုက်ပြီးဒါကလုံလောက်ပြီလို့ပြောလိုက်ပါရီဒါကိုကြတော့လီလစ်ကရှာကာကိုဝင်မရှုပ်ဖို့အတွက်ပြောလိုက်ပြီးအော်ဟိနေပါရီဒါပေမဲ့ရှာကာကတော့သူ့အနေနဲ့ဆန်ဂျီရိုနဲ့စကားပြောဖို့လိုအပ်နေတယ်လို့ပြောလိုက်ပြီးဒါကအမိန်မဲလို့ပြောလိုက်တာကြောင့်လီလစ်ကတော့ပွားနေပါရီအဲ့အချိန်တစ်ဖက်ကလည်းရှာကာဆန်ဂျီရိုကိုတိုက်ခိုက်ဖို့လုပ်နေချိန်တကားကပွင့်လာပြီးရှာကာကဝင်လာပါရီဒါကိုမြင်တော့အလုံးကအန်အောနေချိန်သူတို့ရဲ့ဖက်နှက်တီကရုတ်တရက်ထိန်းချုပ်တာခံလိုက်ရပါရီဒါကြောင့်မလို့အလုံးကလည်းလန်သွားပြီးသူတို့ကတော့ဒီတစ်ခါတော့အပြည့်အရှင်းခံရတော့မယ်လို့တွေးနေချိန်ရှာကာကရှက်ကိုတားလိုက်ပါရီ ဒါကိုပြင်တော့ဥစုပ်တို့ကလည်းသူတို့ကိုလာခေတာလားလို့ပြောလိုက်ချင်းစန်ကြီးကတော့ဘလို့ပဲဖြစ်ဖြစ်တန်တရားဝင်စရာကောင်းတယ်လို့ပြောလိုက်ပါရီအဲဒီနောက်မှာတော့ရှာကာကဘေဂပန်ရှာကာလို့သူ့ကိုသူမိတ်ဆက်လိုက်ပါရီဒါကိုကြတော့စန်ကြီးတို့ကရှာကာကလီလစ်တဲ့တဖွဲ့တွေပဲဆိုတာကိုသိသွားပါရီရော်ဘင်ကတော့ဒါကြောင့်သူမတို့ကိုလှုပ်မရအောင်ချုပ်ထားတာလားလို့မေးလိုက်တော့ရှာကာကပင်လယ်ဓားမြေတွေကိုမယုံလို့ပါလို့ပြန်ပြောခဲ့ပါရီအဲဒီနောက်မှာတော့ဥစုပ်ကဒီမှာဘေဂပန်တွေကဘယ်နှစ်ယောက်လောက်တောင်မှရှိနေရလဲလို့မေးလိုက်ပါရီ အဲ့ချိန်လူဖီရိုကတော့အပြက်စီးရီကိုလိုက်ကြည့်နေပြီးဒါရီအားလုံးကိုဘေကာဘန်းကလှုပ်ထားတာလားလို့ဆိုတာအံ့ဩစရာပဲလို့ဆိုလိုက်ပါရီဂျီမီကလည်းဒါရီအားလုံးဆိုရင်တန်တဲ့ချီမှာပဲလို့ပြောလိုက်တော့ဘွန်နီကလည်းပဲဒါကသူ့လှုပ်ထားတဲ့အမိုက်တီပဲလို့ပြောလိုက်ပြီးအဲ့ချိန်လူဖီကတစ်ဖက်ကိုကြည့်ကအဲ့ဒီမှာအကြီးကြီးတစ်ခုခုရှိတယ်လို့ပြောလိုက်ပြီးချောပါကိုသွားကြည့်ရအောင်လို့ပြောလိုက်ပါရီတစ်ဖက်မှာလည်းရှာကာကစန်ဂျီတို့ကိုဒီဂျွန်းကခမရတို့အတွက်နာဂတ်ကလာတဲ့ဂျွန်းနဲ့တူလာလို့မိလိုက်ပါရီဒါကိုကြားတော့ဖရန်ကီကအဲ့ဒါထက်တောင်မှပိုသေးတယ်လို့ပြောလိုက်ပြီးဆက်ရုပ်တွေပင်လယ်တတ်တော်ကြီးတွေနဲ့ ဂျိုးမော်မှာဖန်တီးထားတဲ့အေးအေးဓာတ်တွေကရောပဲလို့အားရဝမ်းသာထားပြောခဲ့ပြီးနာမီကလည်းဒါကိုထောက်ခံနေပါရီဖရန်ကီကတော့သူတို့ကိုရန်သူလို့မပြောပါနဲ့လို့ပြောလိုက်ပြီးတငယ်ချင်းလို့ဖုတ်ကပြောနေပါရီအဲ့ဒီချိန်တစ်ဖက်မှာလည်းလူဖီကဆက်ရုပ်ကြီးကိုကြည့်ကအံ့ဩနေပါရီရှာကာကတော့ဖရန်ကီတို့ကိုဒီဂျွန်းကအတိတ်ကပဲလို့ပြောလိုက်ပြီးလူငယ်တဲ့နှစ်ပေါင်း900လောက်ကဒီဂျွန်းရှိခဲ့တယ်လို့ပြောရင်ယုံမလားလို့မေးပါရီအဲ့ဒီချိန်လူဖီတို့ကတော့ဆက်ရုပ်အဟောင်းကြီးတစ်ခုပေါ်ကိုပြေးတက်ကဆက်ဆုနေပြီးဇလန်လေးကလည်းဒီမာရီမဲတခန်းရက်လို့သွားခဲ့ပြန်ပါရီခင်ဗျာ